ရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ချစ်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းပိုင်ဆိုင်မှုတွေကိုအာရခပြည်သူအစိုးရပိုင်အဖြစ်နဲ့တင်ဆက်သွားမယ်လို့ အာရခပြည်သူအစိုးရကတရားဝင်ထုတ်ပြန်ထားကြောင်းအာရခပြည်သူအစိုးရတာဝန်ရှိသူထိပ်ပန်းအရာရှိပြောဆိုချက်အရာတည်ရပါတယ်။ဒီထုတ်ပြန်ချက်ကိုအာရခတပ်တော်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလ21ရက်နေ့မှာအာရခတပ်တော်ထိန်းချုပ်မှုအောက်မှာရှိတဲ့မြို့နယ်16ခုလုံးမှာတရားဝင်ထုတ်ပြန်ပြောဆိုထားတာဖြစ်ပြီးဌာနဆိုင်ရာအသေးသေးကိုလည်းညွှန်ကြားချက်တွေထုတ်ပြန်ထားပြီးဖြစ်တယ်လို့အဲ့ဒီအာရခပြည်သူအစိုးရတာဝန်ရှိသူထိပ်ပန်းအရာရှိတို့က CNA ကိုအတည်ပြုပြောပါတယ်။ထုတ်ပြန်ထားတဲ့အထက်မှာတော့အာရခပြည်သူအစိုးရကိုစတင်တဲ့သူစစ်ကောင်စီအပါအဝင်အကြမ်းဖက် ဖွဲ့တွေဖြစ်ကြတဲ့ ARSASO AI အပါအဝင်အကြဖအဖွဲ့တွေကိုထောက်ပံ့နေသူလို့တပ်တွေခိုက်ခိုက်လုံလုံနဲ့စစ်ဆေးတွေ့ရှိတဲ့သူပေါ့အရေးယူဆောင်ရွက်မှုလှုပ်ဆောင်တာတွေအပြင်ပိုင်ဆိုင်မှုအားလုံးကိုလည်းတိမ့်မယ်ဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားတာဖြစ်တယ်လို့သူကဆိုပါတယ်အာရခတ်တော်ဟာစစ်ကောင်စီလက်ထက်ကအပိတက်တိမ့်ပိုက်ရရှိထားတဲ့မြို့နယ်၁၁ခုကတိုက်ပွဲတွေအတွင်းပြည်စီဆောင်ရှုံးသွားရတဲ့အရာတွေကိုပြန်လည်ထောင်ရေးလှုပ်ဖို့အတွက်ပြင်ဆင်နေချိန်မှာ စစ်ကောင်စီရဲ့တရေပေးတွေကြောင်းလေကြောင်းတိုက်ခိုက်ခံရတာတွေရှိနေသေးတဲ့အတွက်ပြန်လည်ထောင်ရေးလုပ်ငန်းတွေကိုအေဒိုက်အားတိုင်းလုပ်ကိုင်ဆောင်ရွက်ဖို့ခက်ခဲနေသလိုတစ်ဖက်မှာလည်းဘူဒီတောင်နဲ့မောင်နှောဒေသတွေကအကြမ်းဖက်မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ARSA, RSO, AIA အဖွဲ့တွေရဲ့အဖက်မော့လုပ်ငန်းတွေကြောင်းပြန်လည်ထောင်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်ဖို့အတွက်ခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။လက်ရှိအာရခပြည်သူအစိုးရကအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့ ကြားဖတ်တွေနဲ့ပတ်သက်ဆက်နွယ်သူတွေရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်သွားမယ်လို့တရားထုတ်ပြန်ပြီးနောက်ပိုင်းမှာမောင်နှုံးမြို့နယ်အတွင်းက ARSASO AI ရဲ့အကြံဖတ်အဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်နေသူတွေရဲ့အိမ်တွေကိုဂျိတ်ပိတ်တင်ဆက်တာတွေကိုလှုပ်ဆောင်ထားတာတွေလည်းရှိနေပြီဖြစ်တယ်လို့မောင်နှုံးဒေသခံတို့ကပြောပါတယ်။ မောင်တော်ဒေတာမှာ RSO, ARSA, ARA နဲ့ Ranger Islamic Maha Arakan အဖွဲ့တွေဟာထင်းချုံနယ်မြေမရှိပေမဲ့သူတို့ကိုထောက်ခံတဲ့မွတ်စလင်ပင်ဂါလီတွေခြားကနေလှုပ်ရှားနေတာဖြစ်ပြီးမောင်တော်တော်မျိုးဖတ်ချမ်းမှာအများစုလှုပ်ရှားတာတွေရှိနေပြီးအကြမ်းဖက်လက်နက်ကိုင် Islamic စစ်သွေးကြွအဖွဲ့တွေဖြစ်ကြတဲ့ RSO, ARSA, ARA နဲ့ Ranger Islamic Maha Arakan အဖွဲ့တွေဟာ Arakan တော် AA ကိုတိုက်ခိုက်ဖို့အတွက် Four Brother Alliance အဖြစ်အဖွဲ့၄ဘွဲ့ပူးပေါင်းလိုက်ပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ကြေညာခဲ့ပါသေးတယ်ခင်ဗျာ